မင်္ဂလာပါမျိုးတို့ရေဒီရက်တည်းကျမပုပ်ကိုရေးကိစ္စလေးရှိနေလို့နိုင်ငံအရေးတိုင်းရေးပြည်နဲ့အနေငယ်အလန်းကွာသွားတယ်ကျမတဲ့နေနားမထောင်ဖြစ်လို့ကျမသိကျင်းတဲ့သတင်းလေးရှိလို့နေချင်ပါတယ်အရှိချင်းမှာကျမတို့မြန်မာတမတော်ကမိုးကုတ်မိုးမိတ်ကိုပြန်လဲထိန်းချုပ်သိမ့်ပိုက်လိုက်ပြီဒီချိန်မှာမိုးကုတ်နဲ့မိုးမိတ်ကိုအသက်ပေးကာကွယ်သွားမယ်လို့ပြောခဲ့တဲ့မန်နေလေးပြည်ရဲ့မိုးကုတ်ဘူးဟာ BBNL မောင်ဆောင်ခါလိုအဖွဲ့ PNL အဖွဲ့မြင်းချံဘလက်တိုက်က MPD ဘူမိုက်ခဲလိုအဖွဲ့ကျွန်တော်တို့ကမူကိုကိုအသက်ပေးပြီးကာဝယ်မှာဖြစ်လို့တတတတတီလို့နေပါတယ်အမြန်ဆုံးစစ်မှုထမ်းကြပါကျွန်တော်တို့မှာလက်နေခဲရန်နေလူနေတဲ့အတွက်အလူငွေထည့်ကြပါဆိုပြီးတေကာနီးတာတောင်ခွက်ခေါက်မရက်တဲ့အဖွဲ့သူတို့ပြောတဲ့အတိုင်းအသက်ဆုံးပြီးကာကွယ်နေသလားကျွန်မသိချင်လို့ပါရှင်လောင်မြတ်ကျော်ကတော့ လူမျက်ကြောင်မဟုတ်ဘူးနော်သူ့အချင်းအများအားဖြင့်ပူလောင်နေတဲ့လောင်မျက်ကြောင်အင်ဂျီလမောင်းစာလေးဆွဲတင်လိုက်အန်လေးတိတ်လိုက်လက်ဖြောက်လေးတီးလိုက်နဲ့တော်လန်ရေးကြီးကိုလက်ဖြောက်တီးလိုက်အန်ကျိတ်လိုက်အင်ဂျီလမောင်းစာလေးဆွဲတင်လိုက်အများအားဖြင့်ပူလောင်နေတဲ့လောင်မျက်ကြောင် MDY PDF ကထိချုပ်ထားတဲ့နေမြေတွေကိုအသက်ပေးခုခံကာကွယ်သွားပြီဖြစ်ကြောင်းတည်ရောက်ဝင်ထုတ်ပြန်ပါတယ်။ဒါလားရှိုးနဲ့လုံးဝမတူတဲ့စစ်ရေးအခင်းချင်းတစ်ခုဖြစ်ပါတယ်။ ်နောက်ရှုပ်ကိုပြန်လဲပေးရလိုက်တဲ့အချိန်မှာတော့ကဘယ်တက်ဖွဲ့မှခန့်ခိုင်မှမှခုကံကာကွယ်မယ်လို့မထုတ်ပြန်ရဲကြဘူးတကုမိုးကုတ်ညီမ MDY PDF PLE BBLE မိုးကုတ်ဘျူဟာ MDY PDF ဆိုတဲ့တက်တော်ကြီးရှိငါတို့ပိုက်တက်ကြော်လို့မဟုတ်ဘူးငါတို့ရဲ့အစွမ်းစောက်ပြနိုင်လိမ့်မယ်ပြချရလိမ့်မယ်ဆိုရင်တရင်စကားပြညာချက်နဲ့အတူထွက်ပေါ်လာဒါကြောင့်မို့မိုးကုတ်မြို့ကို MDY PDF နဲ့ PLA BBLA မဟုတ်ပြူဟာအဆရှိတဲ့တပ်တွေကထိန်ချုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ဒီနေရာမှာဒီနေ့မှာ MDY PDF အပါဝင်မဟုတ်မှာအခြေစိုက်ထားတဲ့တပ်တွေဟာမဟုတ်ကိုပြန်လဲသိမ့်ပိုက်ထိန်ချုပ်နိုင်ကြောင်းပြသရမယ်ပွဲဖြစ်ပြီးလုတ်ကိုလုတ်လိမ့်မယ်လို့လည်းခင်ဗျားတို့ယုံကြည်ပြီးပါဗျာ။တို့နဲ့အတူကျွန်တော်တို့ရက်တီကြရပါလိမ့်မယ်။ DNL နေနဲ့လည်းစုတ်ပါစုတ်သွားပါ။နောက်ကျိုးတီဘောရုံးကလို့လမ်းပြသလို့မစုတ်ပါနဲ့။ဒီသတင်းတွေကိုကျွန်တော်တို့သိပါတယ်။ မပြောသေးမပြောအဲ့လိုမပြောတာဖြစ်ပါတယ်ဒေဝရဲ့ဖီအားကြောင့်အကြောင်းကြောင့်ကြောင့်စုတ်ခွာသွားမယ်ဆိုရင်စုတ်သွားလိုက်ပါကျွန်တော်ကြောက်ထိန်ချုံလေဖက်စစ်တက်ကိုလမ်းပြသလိုကာပြီးတော့ဝင်ခွင့်မပေးပါနဲ့ဒီတဝဲကကျွန်တော်တို့တိုက်မှာဖြစ်ပါတယ် MD1 PDF ပပဝေကျွန်တော်တို့ PDF တွေမိုးကုတ်ကိုပြန်မပေးနိုင်တင်ကြခင်ရပဲမင်းကြီး blood တက်က MD တက်ဖွဲ့ကလည်းမိုးကုတ်သားတွေနဲ့အတူရှိမယ်ဆိုတော့ တရင်ကထွက်လာပါတယ်ဒီဝဲကငါတို့မတ်တိုက်ရက်မယ်ငါတို့ခုခံနိုင်စွမ်းနဲ့ငါတို့ရဲ့ခွန်အားတကူကိုပြမယ် MDY PDF PLA BBLA မိုးကုတ်ပြူဟာအစချိတဲ့မိုးကုတ်တခွေမှာအချိစိုက်နေတဲ့ကျွန်တော်တို့တော်လိုင်းရေးတပ်သားတွေနဲ့ပြည်သူလူထုနဲ့တသားလေးရက်ပြီးမိုးကုတ်ညုတ်ကိုလုံးဝထိန်ချုပ်နိုင်ကြောင်းကျွန်တော်တို့ပြရမယ်ပွဲဖြစ်ပါတယ် MDY PDF ဟာမိုးကုတ်မြို့ဒေသတိုက်ပွဲမှာ TNL နဲ့အတူဆင်နွှဲခဲ့ပြီးကြာဆုံးခဲ့တဲ့ရဲဘော်တွေအများအပြားရှိပါတယ် သူတို့ဒီအချိန်မှာအန်ချိတ်ပြီးမျက်ရည်တွင်တွင်စီးကြနေပါတယ်အသက်ပေးပြီးတိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုမိုးကုတ်မြို့အသိမ်းတိုက်ပွဲမိုးကုတ်မြို့ကပြည်သူလူထုတွေဟာတောင်းတောင်းဖျားဖျားကြိုးစိုးခဲ့ကြတဲ့ပြည်သူလူထုတွေထိခိုက်နာကျင်သိဆုံးခဲ့ကြရတယ်ဒီအတွက်လွယ်လွယ်နဲ့တော့စပယ်တွေမပွင့်ဘူးကွာငါတို့ပူပေါင်းတက်တွေ PDF တွေမိုးကုတ်ကိုပြန်လဲထိန်းချုပ်နိုင်လိမ့်မယ်လို့တက်တည်ပြမယ်ဝဲ အတူရက်တီပါ အတူတိုက်ပွဲဝင်ပါဒီရောက်နေတဲ့ရောက်ဖေးမခွန်အားပေးရင် DNL ခင်ဗျာစုတ်သွားလိုက်ပါလမ်းပြတယ်လို့မစုတ်ပါနဲ့လို့ကျွန်တော်ပြောရင်မိုးကုတ်မြို့ကို MBYPF နဲ့ PLA BBLA မိုးကုတ်မြို့ကအဆရှိတဲ့ကျွန်တော်တို့ပြည်သူတော်လှန်ရေးကာကွယ်ရေးတပ်တွေကထိတ်ချုပ်ခုခံထားလိမ့်မယ်လို့ရှုံကိုယုံကြည်ပေးပါနောက်ရှုံနေလား ကိုကန်နယ်ပလောင်ဟာနယ်မြေတွေတိတ်မိသွားရင်ရှမ်းမန်းစစ်စင်ကြီးခေါင်းစဉ်နဲ့မယ်ဒလီပီတီအက်ကိုစစ်ကူတိုက်ပြန်မှာဆိုအခုတော့ဘလို့ဖြစ်ရတာလဲရှင်တို့တွေပလောင်ဘုံကိုကန်ဘုံကိုအလူရသွားပြီးမှနေတဲ့အချိန်တည်းကကျမ Federal Agreement ကိုပြောတယ်ဒါပေမဲ့ဒီကောင်လေးကစာလည်းမတက်တလို့စာလည်းမဖတ်တလို့နိုင်ငံရေးစီရင်နားမလဲတော့ Federal Agreement ဆိုတာဘာမှမသိဘူးထင်တယ်မြန်မာလူရှင်းပြပေးမယ် ကျမတို့မှာတာမန်ကုံပြစ်စီတစ်ခုကိုအလဲထက်ပြူတယ်အယောင်ွယ်ပြူတယ်ဆိုရင်တော့နှစ်ဦးနှစ်ဖက်စာချုပ်စာရင်းရှိရတယ်ဥပမာမြေကွက်တစ်ခွက်တိုက်ခတ်တစ်ခန်းကားတစ်စီးအယောင်ွယ်လောက်ကြတယ်ဆိုရင်တော့မှတစ်ဖက်နဲ့တစ်ဖက်လက်မဲ့ရေးထိုးရတယ်အတိတ်တည်းတည်းရှေ့နေပြီးပါရှိရတယ်အခုတက်တော်ညာနဲ့ကုန်ဆိုပြီးတော့ကိုးကန်နဲ့ပလောင်က စစ်မီးမွေးတဲ့အချိန်မှာခမည်းတော်အလဲထက်ပြုတ်လိုက်တာကဂျီဇက်နဲ့ PD ရဲ့တည်းရဲ့အသက်ထောင်ပေါင်းများစွာကိုအလဲထက်ပြုတ်ထားတာအဲဒီလိုဖက်ဒရယ်ချာတာဖက်ဒရယ်အဂရီမန့်ဘုံသဘောတူညီချက် အပေးယူမရှိဘဲနဲ့ PD ရဲ့နဲ့ဂျီဇက်တည်းထောင်ပေါင်းများစွာသောအသက်တွေအပြစ်မဲ့ရတားပြည်သူတွေရဲ့အေးချမ်းနေတဲ့ဘဝတွေတမ်းပေါင်းများစွာသောကလေးတငယ်တွေရဲ့အနာဂတ်တွေကိုခမည်းတော်အန်လူကြီးခမည်းတော် ဖေခေါ်ဆရာတင်ထားတဲ့ဆရာပြေးကရောင်းစားသွားတာခင်ဗျားတို့က federal agreement မရှိဘူးလို့ကျွန်မပြောခဲ့တယ်လေမပြောခဲ့ဘူးလားကျွန်မရဲ့ video file တွေကိုအမြဲတမ်းဖြည့်ညက်ကန့်နေတဲ့လောင်မြတ်ကျော်တို့ကအတိဆုံးဖြစ်မှာပါเนาะအခုတော့ရှင်းလိုက်တာတကယ်ဆိုရင်လေအဲ့ဒီ mogo view ဟာခင်ဗျားတို့ပြောတဲ့ MDY PDF ကစားထုတ်တယ်ဆိုတော့လည်းအဲ့ဒီလိုပဲ လောင်မြက်ကျောတို့ RCD ဘစ်တို့အဖွဲ့တွေအာအသေးအံပြောကြတယ်။တကယ်ဆိုရင်မိုးကုတ်ဖြူဝါတို့မန္တလေး PDF တို့ကစားထိုးရမှာမဟုတ်ဘူး။ခင်ဗျားတို့အဖေခေါ်ပြီးဆရာတင်ထားတဲ့အစိုးရလို့အတိအမှတ်ပြုထားတဲ့ NUG ကစားထိုးရမှာ။ကျမမပြောခဲ့ဘူးလား။ NUG ကဟာပလောင်နေကိုးကန်းနေကိုးကန်းကလာရှိုးပြန်ပြီးတဲ့ပလောင်ကမိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပြီးရင်ငါတို့ NUG ကတော့လုံးဝမပေးနိုင်ဘူးကွာ။ငါတို့အသေးခံပြီးတိုက်မယ်လို့စားထိုးရမှာ။ ီနေ့ဒီချိန်ထိအန်နူဂျီကနင်တို့ကိုကန်နေနင်တို့ဘလောက်လေးငါတို့ PTA တွေအသက်တွေကိုအလကားတက်တက်ချနေပြီးထိုးကျွေးသွားတာအဲ့ဒီတွေနင်တို့ဘလို့ပြန်ပြီးပေးဆက်ရမယ်ဆိုတဲ့စကားမျိုးတခွန်းလောက်ပြောတာကြားဘူးလားခင်ဗျားတို့ဘွားတွေဝေအောင်စားသွားတာအကတော့အာကျွန်တော်တို့ဒီမိုကရေစီအကြောင်းလေးပြောချင်တာပါနော်ဒီမိုကရေစီရဲ့အဲပုံစံနီးစနစ် ဒီမိုကရေစီရဲ့အနှစ်သာရကဘလို့လဲတော့ကျွန်တော်လည်းမသိဘူးဗျာကျွန်တော်ကငငယ်လေးကမြန်မာနိုင်ငံမှာပဲနေလာပြီးကြီးထွားလာတာဆိုတော့ဒီရန်ဘုံကြီးရန်တန်ငိုင်းနဲ့ပဲအဲဒါမျိုးကျွန်တော်တို့ငငယ်လေးကြီးထွားလာတာဖြစ်တော့ခါကြတော့ဒီဗုဒ္ဓဘာသာအကြောင်းတော်ပဲကျွန်တော်တို့ကစိတ်ဝတ္ထစာရှိတယ်ကိုအမျိုးဘာသာတွေကိုထိခိုက်လာမဲ့အရာမျိုးတွေတွေ့လာခဲ့လို့ရှိရင်ဒါကျွန်တော်နှလုံးသွေးရာစုပ်ွက်တတ်ပါတယ်ဒါလေးတော့ကြိုတင်ပြောပြရစီအခုကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ဒီမျိုးသမီးကတော့ အဲဘာလဲဆိုတာတော့ကျွန်တော်မသိတော့ညီကောင်မောင်လာတွေကပို့ပို့သိတယ်ကျွန်တော်ကလူတွေတိတ်မသိဘူးဗျအဲသူမြင်မှုတဲ့နာမည်လည်းတိတ်မမှတ်တာဒါပဲပြောတာမဟုတ်တာထတာပြောတာပြည့်မှာအာဒီလူပြောတာအချစ်တာမုန်းတာမရှိဘူးရှစ်တာမုန်းတာမရှိဘူးကျွန်တော်ဒီဘက်မှာဆိုလဲကျွန်တော်မတည့်အမြင်မတည့်လို့ရှင်မတည့်တာအကုန်ပြောတာပဲ ဒီမှာဗုဒ္ဓဘာသာနဲ့ထိခိုက်လာမယ်တိုင်းပြည်ဖြည့်စည်လာတာမျိုးနဲ့ဖြစ်လာမယ်ဆိုသူကသူဗျာအာတက်တော်ထောက်ခံသူမှာကားလို့ဘာကြီးပဲဖြစ်နေပြီကျွန်တော်ဘာလုံးကြီးပဲဖြစ်နေပြီကျွန်တော်စိတ်ဝင်စားကျွန်တော်စိတ်ဝင်စားဒီစကလုံးတည်းရမှားလို့ကျန်မှားတဲ့စကလုံးတစ်လုံးကိုကျွန်တော်ထောက်ပြမယ်ဒါပြင်ဆင်ပြင်ဆင်မပြင်ဆင်တဲ့အတိတရားတွေပြည်သူတွေမမားပါဘူးသူဒါအားပေးနေတဲ့သူတွေဒီအတိတရားလေးတွေဟာဒီဟာကမှားရင်းနဲ့ဆိုတာလေအဲဒါလေးတွေကိုကျွန်တော်ထောက်ပြရင်စဉ်းစားဆုံးဖြတ်သုံးသပ်နိုင်ဒါလေးတွေကြောင့်ကျွန်တော်ထောက်ပြတာဖြစ်တယ်အဲဒီကတော့ဘယ်လိုလဲမသိကျွန်တော်အတူနားထောင်ကြည့်မယ် ်နောက်တစ်ခါဩဒါဘာသာအမျိုးဘာသာ သာသနာကွယ်ပြောင်းမှာဘာကြောင့်ဒီလောက်ကြောင့်လဲကျွန်တော်မျိုးဘာသာသာသနာကွယ်ပြောင်းမှာဘာကြောင့်ဒီလောက်ကြောင့်လဲကျွန်တော်မျိုးဘာသာသာသနာကွယ်ပြောင်းမှာဆိုရင်ဒီတည်းလေဘာကြောင့်ကြောက်ကွယ်သွားမှာဆိုရင်ကျွန်တော်တို့ဘေးနားမှာရှိနေတဲ့အာဖဂန်နစ္စတန်ကျွန်တော်တို့ဘေးနားမှာရှိနေတဲ့အာဖဂန်နစ္စတန်အင်ဒိုအရင်ကပါနိုင်ငံတွေမလေးဩဒါဘာသာနိုင်ငံတွေအရင်ကပါနိုင်ငံတွေဖြစ်နေပြီဩဒါဘာသာနိုင်ငံမြန်မာပြည်ကဗုဒ္ဓဘာသာနိုင်ငံတွေမွတ်စလင်နိုင်ငံမှာဖြစ်အောင်ဆောင်ရွက်ပြီးမွတ်စလင်နိုင်ငံမှာဖြစ်အောင် ်ဆောင်ရွက်သမားရှိသလားတာဝန်ယူဖို့ဆိုဟုတ်ကဲ့ဆော့ဖြစ်တယ်ဆိုတာကကျွန်တော်တို့မဖြစ်သင့်ဘူးလားဖြစ်တယ်ဆိုတာကလူတိုင်းကျွန်တော်တို့မဖြစ်သင့်ဘူးလားဘာလဲဆိုတာကျွန်တော်ပြောလူတိုင်းဘာလဲလူတော်ဝင်ဘာလဲဆိုတာကျွန်တော်ပြောပြီးလူကိုယ်ပဲလူတော်ဝင်ဘာသုံးမှန်းလဲသာသနာတည်တံ့ခိုင်ကြီးပါသာသနာတည်တံ့ liberty ကိုကျွန်တော်ပြောပြီး၆ liberty ကိုကျွန်တော် liberty နိုင်ငံကြီးကဘလူးနိုင်ငံကြီးလေဘလူးနိုင်ငံကြီးတော့ဘလူးနိုင်ငံကြီးအမေရိကန်တော်မှာဘလူးနိုင်ငံကြီးတော့ဘလူးနိုင်ငံကြီးတော့အမေရိကန်တော်မှာ၆ကိ သူတို့ liberal liberal နိုင်ငံကြီးမဖြစ်သေးဘူးအဲ့တော့ကျွန်တော်ပြောခဲ့အဲ့တော့ကျွန်တော်ပြောမယ်အစိုးရဆိုတဲ့စကားကိုကျွန်တော်တို့အမျိုးသားရေးသမားတယောက်မှာပြောတယ်ဘယ်သူတွေပြောနေသမားတယောက်မှာ liberal တွေကပြောနေဘယ်သူတွေပြောကျွန်တော်တို့အမျိုးသားရေးသမား liberal တွေကပြောအာနာလူကျင်တဲ့ပြောကျွန်တော်တို့အမျိုးသားရေးသမားတွေအာနာလူကျင်တဲ့စစ်တပ်ကိုဆိုရဲပြောသူများကိုပိုပြီးသေးချောင်ပြောပြအမျိုးသားရေးသမားတွေပြင်းပြင်းထန်ထန်ကန့်ကွက်နေတာအမျိုးသားရေးသမားတွေပြင်းပြင်းထန်ထန်မြန်မာနိုင်ငံထဲမှာတရား35မျိုး မြန်မာနိုင်ငံကမှာတရား35မျိုးအပြင်တခြားတိုင်းသားတရား59စာကျွန်တော်တို့ရဲ့သမရနေရာစာကျွန်တော်တို့ရဲ့သွေးနော်တဲ့နေရာမလားကျွန်တော်ကပ်ပဲနော်အခုအမျိုးဘာသာတာနာကာဝေးဆိုရဲမဘာဘာတာနာကာဝေးဆိုရဲမဘာဘာတာကျွန်တော်တို့အမျိုးသားနဲ့တက်ဆိုင်တဲ့ကိုယ်ပိုင်လက္ခဏာကျွန်တော်တို့အမျိုးသားနဲ့တက်ဆိုင်တဲ့ကိုယ်ပိုင်လက္ခဏာကျွန်တော်တို့ဘာသာစကားပြောက်သွားမှာကျွန်တော်တို့ကပ် ကျွန်တော်တို့ကျွန်တော်တို့စာပြီးပျောက်သွားတယ်ကျွန်တော်တို့ကာဝယ်မယ်အဲ့ဒါကျွန်တော်တို့စာပြီးပျောက်သွားတယ်အစိုးရောက်လို့ပြောတယ်အဲ့ဒါကျွန်တော်တို့အဲ့ဒီအစိုးရောက်ကိုဘယ်လိုတိုင်းတာအစိုးရောက်လို့ပြောတယ်အဲ့ဒီအစိုးရောက်ကိုဘယ်လိုတိုင်းတာလဲအဲ့တော့ဒီကကျွန်တော် LED လက်ထက်ကလွတ်တော်ကိုယ်စားလှယ်တွေတော်တော်များများကြည့်နေကြတယ်တော်တော်များများကြည့်နေကြတယ်အမျိုးသားသာသနာကိုသူတို့တော်တော်မုန်းနေတယ်တော်တော်မုန်းနေဒါဓမ္မဂီစံနှုန်းနဲ့ မပြည့်မီဘူးကလားလေးလည်းဝင်လာမယ်တရုတ်လည်းဝင်လာမယ်မွတ်စလင်လည်းခြိုက်တဲ့လူဝင်လာခြိုက်တဲ့နိုင်ငံခြားကလည်းဒါတမိုကစီနိုင်ငံလူခွင်လူခွင်ပဲဆိုဟာဟာဘလို့ပြောမှန်းတော့မသိတော့အဲ့ဒီဟောလူခွင်လူခွင်ပြောပြီးဆိုဆိုသူတို့အိမ်နေပေါ်မှာအဲ့လူခွင်လူပြောဆိုကလားတရုတ်ဟိုလူပေါင်းစုံခေါ်တင်လာလားလို့မေးအဲ့လူတွေတော့မေးကြည့်ပါလားအဲ့လူခွင်ကြီးပြောတဲ့သူတွေကိုအေးကွာလူခွင်ကြီးပဲမင်းတို့အိမ်ပေါ်မှာဒါတွေရောပဲမင်းတို့ခေါ်တင်တာပါလားနိုင်ငံနဲ့တော့ကျွန်တော်မပြောပြဘူး နိုင်ငံနဲ့မပြောဘူးအဲ့ဒီပြောတဲ့လူတွေရဲ့ပါဇက်အစစအဟိုမိန်းမပြောသွားအဲ့မိန်းမနာမည်တော့ကြောင်မသိဘူးလို့ပြောကြအဲ့မိန်းမအိမ်မှာလာခဲ့ကလားမော်စလင်နဲ့လာခဲ့ဟိုလူလဲဒီလူလဲလာခဲ့ဟိုကပ်ပနီလာနီကရိုလဲလာတဲ့တဲ့ကောင်လာခဲ့ဆိုသူအဲ့သူ့အိမ်မှာခေါ်တင်လာလားလူခွေရေးဆိုပြီးခေါ်တင်လာအေးငါအိမ်ရှိတယ်မင်းတို့ကလည်းလူဖြစ်တဲ့တဲ့လူခွေလာကြဆိုဒီကောင်လေးလူခွေလို့ဗန်းပြန်ပြီးခေါ်တင်လာလားကျွန်တော်မတွေ့မိဘူးနာမတွေ့မိဘူးသူတို့ကလည်းဘယ်နေရာသူတို့ဟိုအလယ်ဒီလက်ထက်အစိုးရရတဲ့အချိန်မှာဒါ ဝင်ကြီးဝင်နေတွေတော်တော်များများမြင်ကွက်စီတော်တော်များများတွေယူကြဒါတည်းတော့ကြောပေါင်းကြအငင်းပွားဝင်ရစီဖြစ်မှာဆိုလို့ပါနော်ဒါတော့ဟိုနည်းနည်းပါဝါရရပါတယ်လူကြီးပိုင်းနေလဲတော်တော်များများမြင်ကွက်တွေယူတာတွေပါအညာဒါတွေကတော့ရှိပါတယ်ငွေကြီးကိစ္စတွေနဲ့ဖြစ်လာတဲ့ပြဿနာတွေကတော့ဒါကျွန်တော်အနေနဲ့လည်းအဲကြားသိရတာတွေကတော့အများကြီးရှိပါတယ်အဆက်ဆက်တွေရတော့နော်အဲဒါကိုထားလိုက်ပါတော့အဲ့တော့ကျွန်တော်အမျိုးဘာသာတာနာဘက်ကိုလည်းပြောပြရအောင်အဲ့တော့ LED လက်ထက်ကအနာနေရဒေါင်ကယ်စီဆိုတဲ့လူတွေက အဲ့ဒီဟာတွေဘာဖြစ်လို့ခေါင်းထဲရောက်လဲဒီမိုကရေစီဆိုတာကကျွန်တော်တို့ပြောချင်တာကျွန်တော်တို့နိုင်ငံနဲ့တင်းနေရတဲ့ဒီမိုကရေစီလောက်ပဲလုပ်ပါကြုံလုံးပြီးမလုပ်ပါနဲ့ကိုယ့်အမျိုးသားရေးကိုတော့ခေါင်းထဲထည့်ပါအမျိုးသားရေးကနံပါတ်1အမျိုးသားရေးပြီးတော့မှခင်ဗျားတို့ဒီမိုကရေစီလုပ်ပါလား ဟုတ်လားငါတို့နိုင်ငံတို့တော့ငါတို့ကာကွယ်စောင့်ကြောင်းပဲငါတို့လူမျိုးတွေတော့ငါတို့ကာကွယ်စောင့်ကြောင်းပဲကဲဟုတ်တယ်လူခွင့်ကြီးလူခွင့်ဆိုငါတို့နိုင်ငံနဲ့ပြကဲဟုတ်ပြီမွတ်စလင်တွေများလာပြီအစ္စလာမ်တွေများလာပြီအစ္စလာမ်တွေများလာပြီလူခွင့်ဆိုပြီးဒုက္ခသည်ဆိုပြီးမနိုင်ငံကိုအွန်လိုင်းကျင်းလိုက်ဝင်လာမယ်ဆိုရင်လူခွင့်ကြီးပေးရမယ်ဆိုဒီနေရာတွေအကုန်ပေးရတော့မှာလားဟမ်အပြရတော့မလားအဲ့ဒါကြောင့်အမျိုးပါသာသာသနာစောင့်ရှောက်ပါတယ်ဆိုတော့ရဟန်းတန်ခါတော့တဲ့ဗလီတွေစောင့်လို့ရှင်လန့်နေတာဗလီတွေစောင့်လန့်နေတာ ။ဘာဖြစ်လို့တိုက်နေလဲဆိုအဲဒီမှာအကုန်ဝင်လာတော့သူတို့ကရှင်းပြောနိုင်ငံသားမှရှိတဲ့ဒီအစ္စလာမစ်နိုင်ငံတွေကချမ်းသာတယ်ကွာ။ချမ်းသာတဲ့အခါကျဒီရန်ကုန်တမျိုးလောက်ကိုပတ်သက်မျိုးကွာမှာတော့ဟိုမှာငွေရကရေရရေနံသွင်းရတောက်ဆောက်ထွက်နေတာဟုတ်လားဒူဘိုင်းတို့ဘာညာတချို့ရောက်ဘူးတဲ့သူတွေတိပါလေ။နော်ဒါရွှေတွေဆိုလို့ချင်းဂျာကဘန်ရဲ့ခေါ်စောတွေတောင်ခင်ထားတဲ့ကိစ္စ။ဟုတ်လားကြောင်ပြောလား။အဲ့တော့အဲ့ဒီလူတွေကငွေချင်းနဲ့ဝယ်သွားမှာပေါ့လူခွေရင်းဆိုအဲ့ဒါကို ဒါကချင်းပြောလို့ဆိုရင်အဲကျွန်တော်ကအတိပြောတာကျွန်တော်တိတာကိုပြောတာနော်ဒေါန်စန်းစုကြည်ရနိုင်ပြောစပြီးတော့အဲဒါဒီမိုကရေစီဆိုတာကဒီမွတ်စလင်တွေကိုဒီလိုသွင်းရတာတွေဘာညာနေအဲ့ချိန်ကျမှနန်ကမန်ဂေရှင်းပတ်ဆိုပါလို့ညာလို့အဲ့လိုမျိုးအဲစာချုပ်တွေနဲ့ဘာညာတိမကျွန်တော်နောက်ပိုင်းသိတာပထမတော့မသိဘူးဒီမိုကရေစီဆိုလူခွင့်ရေးဆိုတာအဲကျွန်တော်ကလူခွင့်ရေးဆိုတာကအဲဒါကျွန်တော်တို့ပညာသင်မယ်အဲ လွတ်လွတ်လပ်လပ်နဲ့ပညာသင်တယ်မဲ့လွတ်လွတ်လပ်လပ်နဲ့ကျွန်တော်တို့ဟိုဒါအစီအဝါရေးဒုမူရေးတွေအကုန်လုံးအကန့်အသတ်မရှိလှုပ်ဆောင်နိုင်မယ်ဒါမျိုးတွေကိုပဲကျွန်တော်တို့ကအာဒီမိုကရေစီလွတ်ခွင့်ရင်းလို့ထင်တာလေကျွန်တော်တို့ထင်ခဲ့တာအမွတ်စလင်တွေလည်းဟိုဘက်ကဒုက္ခတွေလည်းလာခဲ့အဲဒုက္ခတွေလာခဲ့နိုင်ငံသားကနေတဲ့အဲခလေးနိုင်ငံသားကိုလည်းဒီဘက်ကမြန်မာတယောက်ကနေတော့ခလေးကိုနှစ်ယောက်ငွေသားခွင့်ရှိတယ် အဲဆက်ချင်းနဲ့မပြည့်ခင်မွေးစားကမွေးစားကဥပဒေပါညာဒါဒီလုံလာတော့မှကျွန်တော်တို့ကသူတို့ပြောတဲ့ဒီမိုကရေစီကိုတည်သွားတာပထမကျွန်တော်တို့ကဒီမိုကရေစီဆိုတာအဲ့လိုမျိုးမဟုတ်ဘူးလို့ထင်တာသူတို့ကအခုဥစားဒီမိုကရေစီဆိုတာချားနိုင်ငံသားကောင်တွေကိုဒီတဲ့ထည့်သွင်းဖို့အတွက်စီးစနစ်ကြကြနဲ့ဖန်တီးလိုက်တဲ့ဒီမိုကရေစီဖြစ်သွားတာကျွန်တော်တို့ကအမျိုးသားရေးကိုဥစားပေးတဲ့ဒီမိုကရေစီပဲလို့ထင်တာကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့နဲ့ဟိုရတင်ရလိုက်တဲ့ဒီမိုကရေစီမျိုးပေါ့ဟုတ်လားမလား ကျွန်တော်ဘောင်းဝိဖညာညက်ပြီးရှောက်သွားဒီဆက်အကျူကိုချင်းတည်မဲ့ဆိုတာမျိုးပေါ့ကျွန်တော်လည်းလည်းဒါဟိုတချို့စကားများဖို့ပါလေအဲ့ချိန်တော့လည်းပဲတော့အဲ့ချိန်တည်းကျွန်တော်နောက်ပိုင်းနောက်ဆုတ်လာတာဗျနောက်ဆုတ်လာအရင်တော့ကျွန်တော် LED အားပေးတယ်ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်နောက်ပိုင်းကျတော့ကျွန်တော်သူ့ကြည်နေမြင်နေကြည်အစင်မပြေတော့လေဖြစ်တာအဲ့ဒီပြဿနာတွေများလာဆက်အကျူကိုချင်းမှာပို့ဆိုးသွားတာကိုနမလေးကိုညမလေးတွေကဘာဖြစ်တယ်လဲဆိုတော့ဒီဟိုနေဖြစ်တဲ့စား မိန်းမတွေဓမ္မတာလာရင်တော့မှရှက်နေကြတယ်ညီကောင်တမတွေရှိတဲ့ဥစ္စာမှာသူတို့ကမှဒီမှာကြောင်းမှာဒလုံမျိုးတင်ပါဆိုတော့ဟုတ်လားဒါကိုဝယ်မရအောင်ဟိုတားသေးတွေကကိုုံုံဆွတ်တာတွေကပါကြဒါတွေလှုပ်ဖို့အတွက်ကိုပြောတယ်ဆိုတော့ဩငါတို့မြန်မာလူမျိုးကြတော့အဲဒါတားဟိုတားဆက်ချဖို့အတွက်သူတို့ပြောတယ်သူတို့ဟိုမော်ဆလီတွေကြတော့ယူလိုက်တာ9ယောက်10ယောက်ကြတော့ဘာမှအတယောက်ပဲယူဖို့ဒါဒါဥသိစိတ်လက်တက်မှဖြစ်သွားလို့ဟုတ်လားအဲ့ဒါကြတော့သူတို့ဗဇက်ပိတ်နေကြတော့အဲ့တော့ ူတို့ပြောတဲ့ဓမ္မဂီကြီးဆိုတာဓမ္မဂီကြီးလက်နက်ကြီးနဲ့တိုင်းပြည်ကိုဝါးညို့ဖို့လုပ်တာလို့ကျွန်တော်တို့ကမြင်သွားတာအဲ့ဒါဒေါ်သာသူကြီးနောက်လိုက်တဲ့ဒီ LRD လိုက်တဲ့ဒီမိုကရေစီဒီအားလုံးကိုကျွန်တော်ကြီးလိုက်လို့ရှင်အမျိုးပါသာတန်တာလို့ပြောသူတို့မုန်းတယ်တက်လဲတက်ချင်တယ်နော်ပြီးလို့ရှင်တော်လိုင်းကြီးလောက်တော့မှာနွေဦးတော်လိုင်းကြီးဆိုအာဖဂန်နစ္စတန်တို့ဒီတာလီဘန်တို့ဒီပါကစ္စတန်တို့အဲကျွန်တော်စီးရီးယားတို့လို့လုတ်တဲ့ပုံစံမျိုးနွေဦးတော်လိုင်းကြီးဆိုပြောထားလို့ဘုံကြုံမှုကြီးကြောင့်ဒါကျွန်တော်တို့မြန်မာနိုင်ငံမော်စလင်နိုင်ငံမှာဖြစ်သွားတာလို့ပဲ ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဗျာအားလုံးဒါလေးကိုကျွန်တော် share နဲ့မျှဝေပေးချင်တာပါကျွန်တော်ညီကောင်မောင်နှမတွေရဲ့အတိတ်တရားကတော့ဘယ်လိုရှိလဲကျွန်တော်ကို comment ဒီမှာရေးပေးသေးချင်ပါတယ်ကျွန်တော်ကတော့ဒါအမျိုးဘာသာသာသနာကိုတန်ဖိုးထားတဲ့ဒီမိုကရေစီမျိုးဝဖြစ်စေချင်ပါတယ်နော်အမျိုးသားရေးကိုဦးစားပေးတဲ့ဒီမိုကရေစီမျိုးဖြစ်တယ်ပါတယ်ဒီမိုကရေစီဆိုတာလူခွင့်ရေးဆိုတာကလားလဲလာခဲ့ကပလီလဲလာခဲ့ဟိုကလဲလာခဲ့ဒီကလဲလာခဲ့ဆိုတာမျိုးတော့ကျွန်တော်အနေနဲ့မလို့ချင်ပါဘူးအခုတို့ပြောသွားတဲ့ဒီမိုကရေစီက ဘာဖြစ်လို့အမျိုးပါသာတာနာအွန်လိုင်းဖိကြောက်နေရတာလဲဆိုတာအဲ့ဒီပြောတဲ့သူတွေကရောလူတိုင်းသူ့အိမ်ပေါ်မှာလာပါစေမင်းတို့လည်းလူခွင့်ရှိတယ်တရောင်းသားလည်းလာတခိုးလည်းလာငါအိမ်မှာနေပါဆိုပြီးပြောခဲ့ဘူးတာကြားခဲ့ဘူးလားလို့ဒါလေးတစ်ခုတော့ကျွန်တော်မေးပြရသေး